ထိုင်းပြည်ရဲ့မေတော်ကြီးကန်တော်ကုံသွားခဲ့ပြီးတဲ့နောက်ထိုင်းဝန်ကြီးချုပ်ကမလေးရှားနိုင်ငံတွင်ကျင်းပမယ့်အာဆီယံခေါင်းဆောင်များရဲ့စီဝေးသို့အော်တိုဘလ25ရက်နေ့မှာတောရောက်မဲ့စီစဉ်အားရွှေ့ဆိုင်းလိုက်ပြီးအဲဒီစာအမေရိကန်သမ္မတကအတိအသေးအဖြစ်လက်မှတ်ရေးထိုးမဲ့ကမ်ဘောဒီးယားနဲ့ညီငယ်သဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးရေးအတွက်အော်တိုဘလ26ရက်နေ့ပိုင်းတွင်မလေးရှားသို့လာကျင်တယ်လို့ပြောကြားခဲ့ပါတယ်။ဒီနေ့မလေးရှားကိုသွားမဲ့ခီးစဉ်ကိုကျွန်တော်ပဲဖြတ်လိုက်ပါတယ်။ဒါပေမဲ့မလေးရှားဝန်ကြီးချုပ်အမေရိကန်သမ္မတတို့နဲ့အတူထိုင်းနဲ့ကမ်ဘောဒီးယားတို့ရဲ့ညီငယ်သဘောတူစာချုပ်လက်မှတ် က်ရေးထိုးတာနဲ့ပတ်သက်ပြီးတော့အော်တိုဘား26နေ့မနက်ပိုင်းကိုအချိန်ကြာပြန်ပြောင်းပေးဖို့မြစ်တာရက်ခံထားပါလေလို့ထိုင်းဝန်ကြီးချုပ်နူတင်ချမ်ပီရာကူကထိုင်းရုပ်သံကို ပြောကြားခဲ့ပါတယ်။မေရိုတီခင်မာတီအော်တိုဘား24ရက်တက်တော်63နှစ်အရွယ်မှာကန်တော်ကုန်ခဲ့တယ်လို့ဘီယက်နမ်တော်ကထုတ်ပြန်ပါတယ်။မေတော်ကြီးကန်တော်ကုန်နာဟာနိုင်ငံအတွက်ကြီးမားတဲ့ဆိုရှယ်မှုဖြစ်ပါတယ်လို့အော်တိုဘား25ရက်နေ့နောက်ပိုင်းမှာပြုလုပ်တဲ့ဆိုရအဖွဲ့ရေးပေါ်စီဝေးမကျဲမမီအနုတင်ကပြောကြားခဲ့ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာမလေးရှားနိုင်ငံမှာကျင်းပတဲ့အာဆီယံထိပ်သီးစည်းဝေးရဲ့ဘေးဆွဲခန်းနားတစ်ခုမှာထိုင်းနဲ့ကမ္ဘောဒီးယားတို့ရဲ့ငြိမ်းချမ်းသဘောတူစာချုပ်ကိုအတိအသတ်အဖြစ်လက်မှတ်ရေးထိုးမယ်လို့အာရှမလေးရှားနိုင်ငံရဲ့ဝန်ကြီးကလွန်ခဲ့တဲ့သတင်းပတ်မှာပြောကြားခဲ့ပါတယ်။